ဒါတို့အားလုံးပဲမင်္ဂလာပါခင်ဗျကျွန်တော်အန်ခင်မူပါမြန်မာစံတော်ချိန်ည9:00နာရီရှိပါပြီပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲကိုတင်ဆက်ပေးသွားတော့မှာဖြစ်ပါခင်ဗျဒါကြောင့်ကျွန်တော်ရဲ့ channel မှာအပတ်စဉ်တောက်ကြစနေတနင်္ဂနွေနေ့တိုင်းမှာည9:00နာရီချိန်ပြည်သူတရားရှင်ပေါင်ချိန်ဇလန်းရွဲအပိုင်းစာများကိုတင်ဆက်ပေးသွားမှာဖြစ်တာကြောင့်အပိုင်းတွေတင်တဲ့အခါမှာသိနိုင်ဖို့အတွက်ကျွန်တော်ရဲ့ channel ကို subscribe လုပ်ပြီးတော့ခေါင်းလောင်းလေးကိုနှိပ်ထားပေးကြပါဦးခင်ဗျာ ဒီပိုင်းဆမာကတော့ကြံတောင်းကကျွားဝကိုအကူညီတောင်းလာတဲ့ပတ်သက်ပြီးစိုးရိမ်နေပါတယ်။ဇာကွန်ဆိုတော့ကျူးရှန်နန်းဆောင်သွားတာစားအယူကလိုက်သွားပြီးနေရကြောင်းမြေခွေးမိစာကျွားကသူ့အခြေအနေသူသိမှာပါလို့ရှင်းပြပေးလိုက်ပါတယ်။ကြံတောင်းတော့မြေခွေးမိစာကျွားဆိုတာအကောင်းတဲ့စိုးရိမ်ကြားမှာကင်တွေနဲ့ခက်တဲ့အတွက်တကယ်ကိုစိတ်ပူပန်ရတယ်လို့ပြောလိုက်ပါတယ်။ဇာကွန်ဆိုကကျွားရဲ့တိုင်းပညာအယူလို့မဟုတ်တာကြောင့်အလင်းစလိုလုံးလုံးမဖြစ်ကြောင်းကိုရှင်းပြပါတယ်။ဘာဖြစ်ကြံတောင်းတော့ကျွားကိုရှာပြီးတော့မင်းကြီးပုံစံလောက်ခိုင်းတာကအရန်ကိုအနေအများလုံးနေပြီလို့ထင်နေရပါ။ဒါကြောင့်ဇာကွန်ဆိုလိုက်အယူနဲ့တူကြံတောင်းနန်းတော်လေးဝင်ရမယ်လို့ပြောလိုက်ပါတယ်။ ကြောင်တော့လေသူတို့ဆုံးပြပြီးသားအလုပ်ဖြစ်တာကြောင့်အဲ့လိုပဲလုပ်ရမယ်လို့ပြောနေပါလေ။အဲ့တော့မှအာယူကမြေခွေးကျွဝါနာထားချက်မကွာလိုက်နေပြီးတော့လိုအပ်တာတွေပြောပြနေပါလေ။ကျွဝါမင်းကသေးမူးနေမယ်သူတင်တက်ပါလေလို့ပြောလိုက်ပါလေ။အားကြောင့်အဲ့လိုမြေခွေးကျွဝါတကယ်ပဲရှင်မင်းပုံစံဟန်ဆောင်နိုင်မယ်ဆိုတာတည်တာလားလို့မေးပါလေ။ကျွဝါတော့သူ့ရဲ့မြေခွေးမိစ္ဆာပုံပြောင်းပညာကိုမယုံနာလားလို့အာယူကိုမေးလိုက်ပါလေ။အာယူကတော့မယုံနာမဟုတ်ပဲဒီကိစ္စအရင်အရေးကြီးနေတော့ပြဿနာတစ်ခုဖြစ်လို့မရဘူးလို့သတိပေးလိုက်တာပါ။အာယူကတော့ကြံကြောင်းလိုက်ကြည့်နေအောင်ရောအစားအစာရအောင်ပြဿနာမရှာဘူးသတိထားခိုင်းပါလေ။ဒါမှမဟုတ်ကျွဝါလည်း အာယူဘာလို့အဲ့လိုစကားများနေရလဲပြန်မေးပါလေအဲ့တော့မှာကျေဝါမင်းကြီးပုံစံနဲ့တထထဲဝစ်စားစင်ခဲ့ပါလေဦးီတော်လည်းအံအောင်သွားပြီးတော့ဘာပြောမှမသိတော့ဖြစ်နေရပါလေကျေဝါတော့မင်းကြီးလိုမျိုးစကားပြောဆိုပုံနဲ့ဟန်ပန်မူရတွေကိုလုံးပြနေတာကြောင့်ဦးီတော်တော်မှဝေခွဲလို့မရခဲ့ပါဘူးအာယူလည်းဦးီတော်တော်မခွဲထတာကြောင့်ခြားသူတွေဆိုရင်ပြောစရာတော့မလိုတော့ဘူးလို့ပြောလိုက်ပါလေဒါပေမဲ့ကျေဝါခြေတစ်ဘက်ကထုံနှင်းထုံနှင်းဖြစ်နေတာကြောင့်ဦးီတော်လည်းခြေောက်ကိစ္စဘလို့ရှင်းကြမလဲလို့မေးလိုက်ပါလေအာယူကတော့မင်းကြီးခြေောက်ခွင်သွားလို့ပြောခိုင်းနေပါလေ ါပေမဲ့ဦတော်ကတော့ထိုင်တဲ့ပုံစံနေထားဆာအဆင်မပြေပဲရိမ့်မိသွားနိုင်တယ်လို့ပြောလိုက်ပါတယ်။ဒါတော့ကျေဝါတော့ဦတော်မကျေနပ်ဘူးဆိုရင်ချက်ချင်းထွက်သွားပေးမယ်လို့ပြောလိုက်ပါတယ်။အာယူကတော့ကောရံနဲ့တူကျေဝါပြောဆိုမှုအမူကျင့်နေကိုမင်းကြီးနဲ့တူအောင်လို့လေးလာစေချင်နေပါသေးတယ်။အဲဒါမှတော့ဦတော်လည်းကျေဝါနန်းတော်လေးဝင်လာတော့ဘသူမြင်သေးလဲလို့ကောရံကိုမေးလိုက်ပါတယ်။ကောရံနဲ့အားလုံးကိုထွက်သွားခိုင်းတာကြောင့်ကျေဝါနန်းတွေနဲ့ဝင်လာတာကိုဘယ်သူမှမမြင်ကြောင်းပြောလိုက်ပါတယ်။အဲဒါမှတော့ဦတော်ရှေ့လဲကျေဝါကိုလုံးဝအမိုင်းမဖြစ်အောင်တင်းကျပ်ကျပ်တင်ကြားပေးဖို့အတွက်ကောရံလက်ထဲကိုလွှဲပေးလိုက်ပါတယ်။ ။ဒုနဲ့ဦးရောလေးကြံချောင်းနဲ့ဆရာကောင်းစင်းကြီးရောက်လာပြီးတော့ကျွာဟန်ဆောင်သားအတော်လေးတူချောင်းအောင်လာပြောပြပါလိမ့်။ခုတော့ကျွာကိုတော်ဝင်စာဖတ်ခန်းထဲမှာကောရံကိုတိုင်းမင်းကြီးရဲ့အပြောဆိုမူရာအနေထိုင်ပုံစံတွေကိုတင်ကြားပေးနေကြောင်းဦးရောကပြောပြပါလိမ့်။ကြံချောင်းနဲ့ချက်ချင်းစိုးစိုးဦးရောရှိကိုခွင်တောင်းပြီးတော့ကျွာရှိတဲ့တော်ဝင်စာဖတ်ခန်းကိုလိုက်သွားပါလိမ့်။အတော့ဦးရောလေကျန်တော့ဘာလို့တလောက်တောင်စိတ်ပူနေပုံပေါက်နေရလဲလို့ဇာကုံးဆုံးမေးလိုက်ပါရီဇာကုံးဆုံးလည်းကျေဝါအတိုင်းလောကနေလာတာဖြစ်လို့အပြုမူရီကထိရခတ်တဲ့အတွက်ဂျန်ကျောင်းသားနန်းတွင်နေနေရင်ကျေဝါလည်းကိုယ့်အခြေအနေကိုသိနေအောင်ဘာလို့ပြောပြလိုက်ပါရီ ။ဦးကြီးတော်ရှိကတော့တကယ်လို့အချိန်တွေကအတင်းကျပ်ဖြစ်သွားလို့သာမဟုတ်ရင်တော့ဒီလိုမျိုးကြံကြံတွေထွက်လာပြီးတော့လုံးဖြစ်မှမထင်ဘူးလို့ပြောနေပါလေ။ဘာဖြစ်ဦးကြီးတော်ကတော့မနက်ဖြန်မနက်ကင်းညီလာခံသွားဖြတ်ကျော်ပြီးသွားရင်တော့ဒီကိစ္စကိုထပ်ပြီးတော့စိတ်ပူစရာမလိုတော့ဘူးလို့ပြောနေပါလေ။အားကြောင့်ဆရာကုန်းဆုံးလေးမနက်ဖြန်မနက်ညီလာခံကိုပေါင်လုံးကြီးမင်းကိုပါမတက်ရောက်ခိုင်းတာဖြစ်ပါမလားလို့မေးလိုက်ပါလေ။ဦးကြီးတော်ရှိလိုက်ပေါင်လုံးကြီးမင်းကမင်းကြီးကဟန်ဆောင်တာဆိုတော့တီးသွားနိုင်တာလားလို့မေးပါလေ။ဆရာကုန်းဆုံးတော့အဲ့ဒါမှဖြစ်နိုင်ဘူးဆိုမြဲကျန်တော့ညီလာခံခမ်းမဆောင်ထဲမှာနေပြီးတော့ကျေးဝါကိုစောင့်ကြည့်နေမှဖြစ်မှာလို့ရှင်းပြနေပါလေ။ အနောက်ဦးတော်လဲပေါင်ကြီးမင်းကိုကြစ်ဝမင်းကြီးရောင်ဆောင်တဲ့ဂျန်တော်လိုညီလာခံခန်းဆောင်မှာရက်နေအောင်ပြင်သွားလို့မဖြစ်မှန်းတီးသွားပါလိမ့်။ဒါတော့ဦးတော်လဲပေါင်ကြီးမင်းကိုမနက်ခင်းညီလာခံကိုမတက်ခိုင်းအောင်ဒီလန်းစဉ်းစားခိုင်းလိုက်မယ်လို့ပြောလိုက်ပါလိမ့်။ဦးတော်လဲဘလို့ပဲဖြစ်ဖြစ်မင်းကြီးကိုညီလာခံခန်းမဆောင်မှာမနက်ဖြန်အမိထိုင်နိုင်ဖို့ဒေတာစိတ်ဆက်နေပါရမယ်လို့ရှင်းပြလိုက်ပါလိမ့်။အနောက်ဦးတော်လဲမင်းကြီးရောင်ဆောင်ကိစ္စကိုဆရာကုန်းစုံလက်ထဲကိုလွှဲလိုက်ပါတော့တယ်။အနောက်မှာဂျန်တော်ကကြစ်ဝစီသွားတဲ့အခါမှာကြစ်ဝကမင်းကြီးရောင်ဆောင်ဖြစ်တာကြောင့်ဂျန်တော်သူ့ကိုဘာလို့ဂါရဝမပြူတာလဲလို့မေးလိုက်ပါလိမ့်။ ကျန်တော့ကျေဟွာခရတာမင်းကြီးရောင်းဆောင်ဆိုတာမမေ့ဖို့သတိပေးလိုက်ပါတယ်။ဒါတော့ကျေဟွာကိုဒီချိန်ခွင့်ကောင်းယူပြီးတော့မင်းကြီးယောဂါဆွဲလမ်းမနေနဲ့လို့ကျန်တော့ထပ်သတိပေးလိုက်တာပါ။အဲဒါမှတော့ကျန်တော့အာယူကိုဆရာကုန်းသူရှိရာစီလိုက်သွားဖို့မှားလိုက်ပါတယ်။အာယူကကျေဟွာကိုစိတ်မချဖြစ်နေတာကြောင့်ကျန်တော့ကိုယ်တိုင်လည်းကျေဟွာကိုခြေတစ်ဖွားမှမခွာဘဲနဲ့အဖို့ပြုနေပေးဖို့ဂရုပေးလိုက်ပါတယ်။အာယူကကျေဟွာကိုကြည့်ပြီးတော့ကျန်တော့ဒီကိစ္စအရန်ရေးကြည့်လို့ဒီလိုလေးလုံးနေရတာမဟုတ်လို့အပြစ်မတင်ဖို့ပြောပေးပါတယ်။ကျေဟွာလည်းအာယူကိုဂရုပေးတာဖြစ်တဲ့အတွက်ဒီနေ့အောင်အကောင်းဆုံးတရားဆောင်မှာပေါ့လို့သာပြောလိုက်ပါတော့တယ်။ အဲ့ဒါမှတော့ဆရာကုန်းစိုးစီကိုကောရွာနဲ့အာယူလိုက်သွားပြီးတော့ကျန်တော့နဲ့ကြေဝါနဲ့ဒူးဒူးနေနေခဲ့ပါတယ်။ဒုံနဲ့ဦးတော်ကမတ်ချုပ်ကြီးဝန်ကိုလည်းမင်းကြီးပြန်ပြီးတော့သတိရလာတဲ့အကြောင်းပြောပြလိုက်ပါတယ်။ဒါကြောင့်မနက်ဖြန်မနက်ခင်းညီလာခံကိုမင်းကြီးကိုယ်တိုင်ညီလာခံခမ်းမဆောင်စီတက်ရောက်မဲ့အကြောင်းကိုပါရှင်းပြလိုက်တာပါ။မတ်ချုပ်ကြီးဝန်လည်းတလောက်ဆိုရင်တော့တန်နမန်ရဲလူကြံပါဇက်ကိုပိတ်သွားနိုင်တာကြောင့်အမတ်တွေရဲ့ပူပန်မှုကိုဖြေရှင်းလို့ရနိုင်ပါပြီလို့ပြောလိုက်ပါတယ်။မတ်ချုပ်ကြီးဝန်ကမင်းကြီးဘလို့သတိရလာလဲလို့မေးတာကြောင့်ဦးတော်လည်းမင်းကြီးကသေမူးနေတော့သူ့ဘာသာသူပြန်ပြီးတော့သတိရလာတာပဲလို့လိန်ပြီးတော့ပြောလိုက်ပါတယ်။ ဒါပေမဲ့ဦးလိုရှစ်ကမင်းကြီးအေးမိတာအရှင်းပြောက်ကင်းသွားပြီဆိုတော့အကြောင်းပြချက်ကိုသုံးပြီးဒေမူတဲ့ကိစ္စတော့မပြောတာကောင်းမယ်လို့ကြံပေးလိုက်ပါတယ်။မဆိုဒီဝမ်လန်ခုချက်ချင်းမင်းကြီးစီကိုခါသားဝင်ဖို့ထွက်သွားတာကြောင့်ဦးလိုကလှမ်းတားလိုက်ပါတယ်။ဦးလိုကတော့မင်းကြီးကသတိရလာမကြသေးတဲ့အတွက်မနှောင့်ယှက်စီပဲနလန်ပြန်ထူအောင်ဒီတိုင်းပဲထားထားလိုက်ပါလို့ပြောလိုက်ပါတယ်။ဒါတော့မဆိုဒီဝမ်ကတော့ခုချက်ချင်းမူးမတ်တွေကိုမနှက်ကင်းညီလာကန်မနှက်ပြန်မှာကျင်းပမဲ့ကိစ္စကိုပြန်ပြီးတော့အကြောင်းကြားလိုက်ပါမယ်လို့ပြောလိုက်ပါတယ်။ဒါဆိုရင်တာမန်ရေးရဝင်ကြီးကြည့်ချင်လဲတောင်းပေါ်သွားတော့ပါပြီလို့ပြောပြနေပါတယ်။ အဲ့တော့မှာဦးတော်ကပုံမှန်နေပြီလို့မနက်ခင်းညီလာခင်မှာပေါင်လူချင်းမင်းတယောက်တက်တာမျိုးရှိလားလို့မေးလိုက်ပါလေမဲချုပ်ကြီးဝန်လဲနန်းတော်စီမင်းရဆိုရင်ခိုင်ဖုံးကျုံတော်ရဲ့တရားသူကြီးမှာတိုင်းပညာရေးရာကိစ္စကိုသိဖို့ညီလာခံတယောက်ပိုင်ခွင့်ရှိတယ်ဆိုပေမဲ့အမြဲတမ်းတယောက်ရတာမျိုးတော့မဟုတ်တဲ့အကြောင်းကိုရှင်းပြပါလေအဲ့တော့ပေါင်လူချင်းမင်းကမဖြစ်မနေတယောက်ရတာမျိုးသာမဟုတ်ရင်တော့မနက်ခင်းညီလာခံကိုတယောက်လေးမရှိပါဘူးလို့ဦးတော်ကပြောပြပါလေဦးတော်လဲမနက်ဖြန်မနက်ခင်းညီလာခံမှာမင်းကြီးကတိုင်းပြည်တည်တည်ရဲ့တန်တမန်တွေနဲ့လက်ခံတွေ့ဆုံပြီးတော့ ရဲလူကျန်းကရန်ဆပေးတဲ့စိတ်ရှိတော့စကလုံးရိုင်းဆိုင်တာတွေပါလာနိုင်တယ်လို့တွေးနေပါတယ်။ဒါကြလဲပေါလုံကြီးမင်းလို့ဖြောင်းမှတ်ပြီးတော့ဒဲရိုးပြောတတ်တဲ့အချင်းရဆိုရင်တော့ဒေတာပေါင်းငိန်ခံနေမှာမထင်ဘူးလို့ဦးတော်ကစပြီးတော့ပြောလိုက်ပါတယ်။အန်တော်ဦးတော်ကတော့တကယ်လို့သာခမ်းမဆောင်မှာအငင်းပွားဝယ်ရဖြစ်မယ်ဆိုရင်တို့အမားပုံစံဖြစ်သွားမှာကြာဘူးလားလို့မေးလိုက်ပါတယ်။ဦးတော်လည်းအเจ้าပြချက်ကိုသုံးသပ်ပြီးတော့ပေါလုံကြီးမင်းကိုမနက်ခင်းညီလာခံပြန်လေကျင်းပါတဲ့အကြောင်းအတိမပေးလို့ရမလားလို့ပြောလိုက်ပါတယ်။ဒါတော့မက်ချူလီဝမ်လည်းဒေတာစဉ်းစားပြီးတော့ဦးတော်ရဲ့ကြံကြံကိုလက်ခံလိုက်ပါတော့တယ်။ ပြီးတော့ဦးတော်ကမင်းကြီးတေမှုတဲ့ကိစ္စကိုပါပေးမသိဖို့နဲ့ပေါင်ကြီးမြတ်အချင်းစရာရဆိုစိတ်ထဲပြောချင်အောင်ပွင့်လင်းလင်းပြောထွက်သွားလိမ့်မယ်လို့တားထားလိုက်ပါတယ်အချိန်ကြာလို့ရှိရင်မင်းကြီးနဲ့မူမတ်တွေကြာပြဿနာဖြစ်သွားရင်မကောင်းပြောစရာဖြစ်လိမ့်မယ်လို့ဦးတော်ရှိကထပ်ပြောလိုက်ပါတယ်တပတ်မှတော့ကြေးဝါတဲ့သူ့ကိုတောက်လျှောက်လိုက်ပြီးတော့ကြည့်နေကြံချောင်းအနားယူနေတာတွေ့တော့ပြင်းပြီးတော့ထားသွားဖို့ပြင်းပါတယ်ဒါမှကြံချောင်းကကြေးဝါကိုတစ်စက္ကန့်လေးတော့လုံးမပေးပဲသူ့မျက်စိအောက်မှာပဲပြန်ပြီးခိုင်းလိုက်ပါတယ်အဲတော့ကြေးဝါတော့ကြံချောင်းကသူ့နောက်လိုက်ပြီးတော့ချိန်ကုန်ဖို့ရည်ရထားလားလို့မေးလိုက်ပါတယ် ကျန်တော့တော့ကျေးဝါနဲ့ပတ်သက်ပြီးတော့အစားဆုံးသူကတောင်းဝေခံထားတာကြောင့်ပဲလို့ပြန်ပြီးတော့ဖြေလိုက်ပါတယ်။ကျေးဝါလည်းသူရှောက်လို့ချင်းတောင်အပြင်မှာညှင်းနေနေရာကြောင်းသူဘဲမှာသွားလို့မရကြောင်းပြောပြနေပါတယ်။ကျေးဝါလည်းကျန်တော့ကဘာလို့သူ့ကိုနန်းဆောင်မှာမအိတ်ခိုင်းမဲတောင်းဝင်စာဖတ်ခန်းထဲမှာနေခိုင်းတာလဲလို့ထပ်မေးပါတယ်။ကျေးဝါတော့သူကောင်းကောင်းအိတ်မြတာကြောင်းတကယ်လို့မနဲ့ပြန်မနဲ့ညီလာခံကြရင်အင်အားမရှိတဲ့အခါဘယ်လိုလုပ်မလဲလို့မေးလိုက်ပါတယ်။အဲတော့ကျန်တော့ကသူရောကျေးဝါကတိုင်းတော့ကသားတွေဖြစ်တာကြောင်းတ냐လုံးမိတာလောက်ကတော့ဘာမှမပြောပါတော့ပါဘူးလို့ပြန်ပြောပါတယ်။ ကျောင်းဝါလည်းကျန်တော့ညီလာခံအထိသူနဲ့အတူအဖော်ဖြစ်ရှိနေပေးမလို့လားလို့မေးလိုက်ပါတယ်။ကျန်တော့ညီလာခံခမ်းမမှာတိုင်းမိသီးသီးရဲ့တန်တမန်ကိုလက်ခံတွေးဆောင်မှာဖြစ်လို့သူကအစင်လေးဓာတ်ကင်ကိုရံတော်ဖြစ်နေအောင်ညီလာခံခမ်းမဆောင်မှာနေတာအကျိုးကြောင့်စီလျောအဆက်တွေလို့ပြောပြလိုက်ပါတယ်။အန်နာမတော့မိဖုရားတီလဲတားဖြစ်သူကြောက်ရှန့်ကိုဘာလို့စိမက်ရထားလားစီပြောင်းနေရလဲလို့မေးလိုက်ပါတယ်။စိမက်ရမှာနေရတဲ့ဘဝကအစင်မပြေသလိုကြောက်ရှန့်အောင်လဲဘယ်သူမှစောင့်ရှောက်ပေးမယ်သူမရှိဘူးလို့ပြောပါတယ်။ဒါပေမဲ့ကြောက်ရှန့်တော့အလုပ်ကိုကောင်းကောင်းလုပ်ချင်နေဆိုရင်စေယောကိုပါမြုံနှံထားရတာဖြစ်လို့ တခြားသူတွေသူ့ရဲ့ရေချင်းပေါ်တန်တရားဝင်တာမျိုးတော့ခွေမပြူပေးနိုင်ကြောင်းကိုပြောလိုက်ပါလိမ့်။ဒါတော့မိဖုရားတီလည်းကြောက်ချင်တာရေချင်းမရှိရင်နန်းတော်ဟာစင်သုံးစစ်မဲ့ကြီးကဌာနအရာရှိဖြစ်အောင်ယာရုတိုးပေးခဲ့မှာမဟုတ်တဲ့အတွက်တခြားသူတွေကိုတတ်သိပြစရာမလိုပါဘူးလို့ပြောလိုက်ပါလိမ့်။ကြောက်ချန်တော့အရာရှိအစ်စင်တွေကအေးမကြီးပဲအေးကြီးတာနန်းတော်တို့အလုပ်ကိစ္စတွေဘလောက်ဆောင်ရွက်ပေးနိုင်လဲဆိုတာပဲလို့ရှင်းပြလိုက်ပါလိမ့်။အဲ့တော့မတော်ဦးတော်ရှေ့ရောက်လာပြီးတော့တားဖြစ်သူကြောက်ရှန့်စစ်မဲ့ရဌာနမှာလှုပ်ဆောင်ချက်တွေမစိုးလို့ပြောတဲ့ကြားတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ကြောက်ရှန့်လည်းသူတာဝန်လက်ခံရရှိသေးတာမကြသေးတဲ့အတွက် အရာလုံးကတင်ယူနေဆဲပဲရှိတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ဦးရောရှိကတော့နန်းတော်ရဲ့စစ်မဲ့ရေးကိစ္စတွေကိုကင်တွေရတာဟာနမောနမဲနိုင်လို့မဖြစ်တာကြောင့်တော်ဝင်ရေးရာဌာနလောက်မယိုးရှင်းအောင်ကြောက်ဆန့်အောင်ရှင်းပြပါတယ်။အဲဒါမှတော့ကြောက်ဆန့်တဲ့အဖေပြေသူနန်းရင်းနဲ့ဝင်လာသိပြီးတော့အကြောင်းကိစ္စကိုမေးလိုက်ပါတယ်။ပြီးတော့ကြောက်ဆန့်မနေ့ဖြန်မနေ့ကညီလာခံပြန်လဲစတင်မှာမလို့နန်းရင်းကအတိပေးတာကြောင့်မင်းကြီးကျမ်းမာပြန်ကောင်းသွားလားလို့မေးလိုက်ပါတယ်။အရောင်ဦးရောလည်းကောင်းချိန်ပြီးတော့မနေ့ဖြန်ညီလာခံမနေ့ခင်းရောက်လို့ရှိရင်ကြောက်ဆက်မင်းကြီးကိုတွေးလို့ရပြီလို့ပြောလိုက်ပါတယ်။နောက်နေ့မနေ့မှာတော့ကျေးဝါမင်းကြီးပုံစံဟန်ဆောင်ထားပြီးတော့ အမတ်ရီရှိကိုကြွားချီလာပါလေဒါပေမဲ့ကျေးဝါချောက်ကထော်နှင်းထော်နှင်းဖြစ်နေပြီးတော့ဂျန်ချောင်းကလည်းထက်ချက်မကွာလိုက်ပါလာပါလေအဲဒါမှတော့မင်းကြီးရောင်ဆောင်တဲ့ကျေးဝါအေးမိသွားတာကြောင့်မလန်ခင်းကြီးလာကန်အောင်မတက်ရောက်နိုင်ခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါလေပြီးတော့မန်ချော်ဒီဝမ်ကတိုင်းမီတစ်ခုလုံးနဲ့မူမတ်ရီကိုစားမင်းကြီးကိုနေကောင်းအောင်နေဖို့တောင်းဆိုနေပါလေအဲဒါမှတော့တန်တမန်ရေးရဝင်းကြီးကြည့်ချင်းကမင်းကြီးရောင်ဆောင်တဲ့ကျေးဝါကိုအစီအခံတင်ပြနေပါလေအဲ့တော့တိုင်းပြည်သီးသီးရဲ့တန်တမန်တွေဟာထုံနှန်းစင်လာရမနခင်ညီလာကန်ကိုလာပြီးတော့တက်ရောက်ကြပြီးခမ်းမပြေမှာတွေးဖို့အမိန်ကိုစောင့်ဆိုင်နေကြကြောင်းကိုတင်ပြလိုက်ပါတယ် အဲ့နမောတိုင်းပြည်အသီးသီးရဲ့တန်မန်တွေကရောက်လာကြပြီးဒါဆိုအရှင်မင်းကြီးကိုဝန်ဆွေးဝန်ဆွေးလုပ်လိုက်ကြပါလိမ့်။အဲ့ဒီကခြေတန်တန်မန်ရဲလူကျန်းကမင်းကြီးကုတော်နေထိုင်မကောင်းဖြစ်တဲ့အကြောင်းကိုစပြီးတော့မေးပါလိမ့်။ဒါပေမဲ့ရဲလူကျန်းကမင်းကြီးကိုခေါင်းစားခြေဆုံးကြည့်နေအေးမိတာကိုမယုံသင်တာဖြစ်နေပါပါ။အဲ့ဒါကြောင့်မင်းကြီးရောင်ဆောင်ကြွားလဲသူ့ကိုရဲလူကျန်းတန်မတ်ကယောဂါခြေနေဖုံးကွယ်ထားမယ်ထင်နေလားလို့မေးလိုက်ပါလိမ့်။ပြီးတော့သူဟာဂျမ်းမာရဲ့ခြေနေကောင်းအောင်နေမကပဲဒါဆိုနဲ့မေးဆွေတိုင်းပြည်တွေကြားရဲ့ခေမင်မှုတွေလည်းအခိုင်အမာယုံကြည်နေလို့ပြောလိုက်ပါလိမ့်။အဲ့ကြောင့်တန်မန်တွေအားလုံးကိုကိုတိုင်းပြည်ဘီအန်အေစီကို မင်းကြီးရဲ့ဆန္ဒတွေကိုဖော်ပြပေးဖို့မှားလိုက်ပါလေအဲ့ဒါမှတော့မင်းကြီးလည်းပြန်နိုးလာပြီးတော့ family ပြားကိုရင်လန်းခေါ်ပါလေမင်းကြီးကတော့သူ့ကိုယ်သူဘာဖြစ်မှန်းမသိတာကြောင့်ငိုနေတဲ့ family ပြားကိုမင်းနေခဲ့ပါလေအားလုံးဆရာကွန်ဆိုလဲမင်းကြီးဆက်တော်ခေါ်နေတာ၄ရက်တောင်ရှိနေပြီလို့ပြောပြလိုက်ပြီးတော့အခုတော့ပြန်တက်တာသွားပါပြီလို့ရှင်းပြလိုက်ပါလေအဲ့တော့မင်းကြီးကဆရာကုန်းဆုံးမြင်ပြီးတော့သူယောဂရနိုင်လို့နန်းတွင်တော့ဝင်လာခဲ့တာလားလို့မေးလိုက်ပါတယ်။ဆရာကုန်းဆုံးလည်းမင်းကြီးကနေမကောင်းဖြစ်တာမဟုတ်ပေမဲ့ဒီအပိုင်းတွေထဲမှာကိစ္စတွေအများကြီးဖြစ်ပွားခဲ့တဲ့အကြောင်းကိုပြောပြလိုက်ပါတယ အန်အမတော်ဦးရော်ရှိလဲဂျန်ကျောင်းလုံးအုပ်စုရှာလိုက်လူကအန်ရဲများပေမဲ့တင်းတော်တွေတုံ့ပြန်ချက်နဲ့နေရာမှရင်ရဲလိကျန့်ကိုထိန်းချုပ်သွားနိုင်တာကြောင့်တပ်ပြင်းချနိုင်ခဲ့ပါတော့တယ်။အားကြောင့်ဂျန်ကျောင်းလဲညီလာခံခမ်းမမှာဖြစ်ခဲ့တဲ့မနက်ခင်းညီလာခံကိစ္စကိုဦးရော်ရှိတီးပြီးလာလို့မေးလိုက်ပါတယ်။ဦးရော်ရှိလဲကောရွန်စီကနေဖြစ်တဲ့အစာဆုံးသိခဲ့ရပြီးတော့အန်ရဲကြီးကိုသူတို့ကြော်ဖြတ်နိုင်ခဲ့ပြီလို့တွေးနေတာပါ။အာယူကလည်းကျေးဝါကိုနန်းတော်ပြင်စီကိုပို့ပေးလိုက်ပြီဖြစ်လို့ဦးရော်ရှိကိုစိတ်ပူဖို့ပြောလိုက်ပါတယ်။ဦးရော်ရှိကတော့ကျေးဝါကမင်းကြီးအယောင်ဆောင်လောက်လိုက်တာဟာတကယ်လူတိုင်းပေါ်ဖုံးကွယ်ထားနိုင်ခဲ့တာပဲလို့တွေးနေခဲ့ပါတယ်။ ဒါမဲ့ကလေးလို့သားကြေးဝါထပ်ပြီးတော့မိနီပုံစံအယောင်ဆောင်ပုံစံဖန်တီးပြီးတော့နန်းတော်တွေထပ်ဝင်လာလို့ရှိရင်ဘယ်လိုလုပ်ရမလဲစွာကိုဦးတော်ရှိတွေးမိသွားပါလိမ့်ကျန်ကျောင်းတော့ကြေးဝါထပ်မလို့ရဲကြောင်းကိုအခိုင်အမာပြောလိုက်ပါလိမ့်အဲတော့အယူလေကြေးဝါကျန်ကျောင်းအကြောက်ဆုံးပဲဖြစ်လို့ကျန်ကျောင်းသတိပေးခဲ့ပြီးဖြစ်ကြောင်းရှင်းပြလိုက်ပါလိမ့်တကယ်လို့ကြေးဝါသာထပ်ပြီးတော့မိနီရောင်ဆောင်နေအောင်မယ်ဆိုရင်တော့ကျန်ကျောင်းအလုပ်ပေးမှာမဟုတ်ဆိုတော့တီးပြီးသားဖြစ်ကြောင်းအယူကပြောလိုက်ပါလိမ့်အဲတော့မှတော့မိကြီးလည်းစာကုန်းဆုံးရှင်းပြလာကြောင်းလေးရက်တွင်ဘာတွေဖြစ်သွားလဲဆိုတာတီးသွားပါလိမ့်အဲတော့မိကြီးကသူ့လေးရက်တိုင်တိုင်သေးမူးနေရတဲ့အကြောင်းရင်းကို ရှာတွေ့ခဲ့လားလို့ဆရာကုန်းစုံမေးပါတယ်။ဆရာကုန်းစုံတော့ဖြစ်နိုင်တာမင်းကြီးခဏတာအလုံးစုံတောက်သုံးမိတာကြောင့်ဖြစ်နိုင်ပါတယ်လို့ပြန်ဖြေပါတယ်။အဲနောက်မှာမင်းကြီးလည်းသူ့လိုပုံစံတို့အယောင်ဆောင်ထားတဲ့လူကိုဘယ်သူမှမယိမ့်မိတာတေးကြရလားလို့ကောရံကိုမေးပါတယ်။မင်းကြီးလည်းကောရံတင်ပြချက်တွေကိုနားထောင်ပြီးဦးတော်ကိုတော်ဝင်စာဖတ်ခန်းစီလာပြီးတော့တွေ့ခိုင်းလိုက်ပါတော့တယ်။အဲနောက်မှာဦးတော်လည်းစံတေးကြောင့်ပြဿနာကြီးမမတက်ဖို့နည်းနည်းပဲလိုရတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်။ပြီးတော့ဦးတော်လုံးပိုင်ခွင့်မရှိဘဲလူရှာပြီးတော့မင်းကြီးပုံစံဟန်ဆောင်ခိုင်းမှုဆုံးဖြတ်ခဲ့တာကြောင့် အပြစ်ပေးကြောင်းပြောမယ်ဆိုရင်တော့တကယ်ကိုအပြစ်ချမ်းသာပေးလို့မဖြစ်ကြောင်းကိုပြောလိုက်ပါတယ်။မင်းကြီးကတကယ်လို့သူသားသေးမှုပြီးတော့တရိမိန်မျောနေတာသာမဟုတ်ရင်ဒီလိုခက်ခဲတွေဖြစ်လာကြအကြောင်းမရှိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့ဦးတော်ရှိအခုလိုမျိုးလူစားထိုးတဲ့အစည်းအဝေးကိုသာအချိန်မီသုံးလိုက်တာကြောင့်အပြစ်တင်လို့မရကြောင်းကိုရှင်းပြပါတယ်။ဦးတော်ရှိကတော့ဒီကိစ္စကခိုင်ဖုံးကျုံတော်ကကြံကြောင်းဆရာကုန်းစွန်းနဲ့အာယူလို့သာအကူအညီမပေးခဲ့ဘူးဆိုရင်ဒီခက်ခဲတွေကိုဘယ်လိုဖြေရှင်းရမလဲသိမှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။မင်းကြီးလည်းပေါင်လုံးကြီးမြတ်အလောင်းမှာတော့ရေချင်းရှိတဲ့ဒုရီသာမရှိရင်အမှုအောင်များစွာကိုပြီးမြောက်အောင်ဘယ်လိုလုပ်ကင်ရယ်နိုင်ပါလဲလို့သုံးသပ်နေပါတယ်။ ဒါတော့ခိုင်မုံကျွန်တော်ကတကယ်ကိုသေချာချာတက်တက်ရရကင်တွယ်စီမံထားနိုင်ခဲ့တာပဲလို့ပြောလိုက်ပါတော့တယ်။ဒါတော့မင်းကြီးလည်းပေါင်လုံကြီးမင်းကိုနန်းတွင်နဲ့ခေါ်ပြီးတော့ဆုလက်ချီးမြှားမယ်လို့တွေးနေပါတယ်။ဒါပေမဲ့ဦးကြီးတော်ကပေါင်လုံကြီးမင်းကမင်းကြီးအယောင်ဆောင်လောက်ခိုင်းမှုအတွက်သူ့လောင်းငယ်သားတွေရှာတော်သိသွားရင်လုံးဝသဘောတူမှာမဟုတ်တာကြောင့်ဒါတော့မင်းကြီးလည်းဦးကြီးတော်ကပေါင်လုံကြီးမင်းကိုဖုံးကွယ်ပြီးတော့ဒီစီစဉ်စီစဉ်လိုက်တာလားလို့မေးလိုက်ပါတယ်။ဦးကြီးတော်လည်းမင်းကြီးကိုဒီကိစ္စတွေမပြောတာပို့ပြီးတော့တင့်တော်ပါတယ်လို့ရှင်းပြနေပါတယ်။မင်းကြီးလည်းပေါင်လုံကြီးမင်းကရဲကိုဖြောင်းပတ်ပြီးတော့စိတ်ထဲကနေမှန်တိုင်းပြောတတ်တယ်လို့ပြောနေခဲ့ပါတယ်။ ဒါတော့ဖြစ်နိုင်တာကပေါင်လုံးကြီးမင်းရဲ့ဘဝမှာအကြီးမားဆုံးအားအနေချက်ဖြစ်သွားနိုင်တယ်လို့ပြောပါတယ်။အဲဒါမှလို့ဆရာကုန်းစိုးနဲ့ကြံချောင်းတို့ရဲ့မျက်နှာတွေကမသာများဖြစ်နေရာကြောင်းအာယူလည်းမင်းအစီအပြေသွားသလိုအနေတွင်းထဲကနေလွတ်သွားတဲ့အတွက်အစီအပြေနေပြီဆိုတဲ့အကြောင်းကိုပြောလိုက်ပါတယ်။ဆရာကုန်းစိုးလည်းပေါင်လုံးကြီးမင်းကိုဖုံးကွယ်ထားဆိုပေမဲ့ဒါခဏတာပဲဖုံးကွယ်ထားနိုင်တာကြောင့်ချိန်ချိန်မှာတော့ပေါင်လုံးကြီးမင်းကတီးသွားလိမ့်မယ်လို့ပြောလိုက်ပါတယ်။ဒါတော့ကြံချောင်းလည်းဒုဒုသာဖြစ်လာရင်ပြန်သွားပြီးတော့ရင်ဆိုင်ဝဲရှိတော့တယ်လို့ပြောလိုက်တာပါ။တစ်ဖက်မှာတော့ပေါင်လုံးကြီးမင်းကကြောက်ရှမ်းစီကနေတဆင့် မင်းကြီးမနခင်ညီလာခံကျေးမာတဲ့အကြောင်းကိုသိသွားခဲ့ပါတယ်။ကျောင်းဆန်လည်းမင်းကြီးကခမ်းမဆောင်မှာတိုင်းပြည်တည်တည်ကဆေးလွှတ်လိုက်တဲ့တန်တမန်တွေနဲ့လက်ခံတွေ့ဆုံတဲ့အကြောင်းကိုပြောပြလိုက်ပါတယ်။ပြီးတော့ကျောင်းဆန်ကမင်းကြီးရဲ့စိတ်အခြေအနေကတက်ကြွနေပြီးတော့အေးမိတာပျောက်သွားကြအောင်ကျမ်းမကြီးပြန်ပြီးတော့ကောင်းမလာတာဖြစ်လိမ့်မယ်လို့ပြောလိုက်ပါတယ်။အဲဒါမှတော့ပေါလုံကြီးမင်းစဉ်းစားနေတော့ကျောင်းဆန်လည်းပေါလုံကြီးမင်းညီလာခံမတက်ဖြစ်တဲ့အကြောင်းကိုမေးမြန်းလိုက်ပါတယ်။ပေါလုံကြီးမင်းကတော့သူကမနခင်ညီလာခံကိုအမြဲတစေတက်ရောက်တာမျိုးမဟုတ်ဘဲနဲ့တကယ်လို့တိုင်းပြည်ကကိစ္စဆွေးနွေးတာမျိုးမရှိရင်တက်ရောက်ခွင့်မရှိတောင်းကိုရှင်းပြလိုက်ပါတယ်။ ကျောင်းရှမ်းရုံမင်းကြီးကတာမန်အသီးသီးနဲ့တွေ့ဆုံတာကြောင့်ပေါင်လုံးကြီးမင်းတက်ရောက်မှသာတင်းတော်မှာပေါ့လို့ပြောပါတယ်အဲနောက်ပေါင်လုံးကြီးမင်းလည်းသူတက်ရောက်ဖို့မလိုတဲ့အတွက်နန်းတော်ကအကြောင်းမကြတာဖြစ်မယ်လို့သုံးသပ်နေပါတယ်ကျောင်းရှမ်းရုံပေါင်လုံးကြီးမင်းကိုကြတော့မတက်ရောက်စေခြင်းပဲကျန်တော့တော့ညီလာငယ်ခမ်းမတော်မှာဘာလို့ပေါ်လာလဲလို့မေးချလိုက်ပါတော့တယ်အဲနောက်ပေါင်လုံးကြီးမင်းလည်းအံ့ဩသွားပြီးတော့ကျောင်းရှမ်းရုံကျန်ကျောင်းကမင်းကြီးဖေးမှာတစ်ချိန်လုံးရက်နေတဲ့အကြောင်းကိုရှင်းပြလိုက်ပါတယ်အဲနောက်ပေါင်လုံးကြီးမင်းလည်းဆရာကုန်းဆုံးကျန်ကျောင်းနဲ့အာယူလိုပြောင်းနေတာကြောင့်ဆရာကုန်းဆုံးလာတွေ့ဖို့မဟန်းကိုသွားခေါ်ခိုင်းလိုက်ပါတယ် ဓမ္မမလေးစာကုန်းဆုံးစိတ်ပူနေတဲ့အတွက်ကျန်ကြောင်းသူကိုယ်တိုင်လိုက်ပေးပြီးတော့ကိစ္စကိုရှင်းပြပေးမယ်လို့ပြောပါရီအိုက်ကလည်းသူတို့တော့အတူတူလောက်ခဲ့တာဖြစ်တဲ့အတွက်သူလည်းလိုက်ပြီးတော့ပေါလုံကြီးမင်းသဘောမတူရင်အတူတူပဲပြစ်ဒဏ်ကိုခံယူကြမယ်လို့ပြောလိုက်တာပါစာကုန်းဆုံးအောင်ဒီကိစ္စအမှားလုပ်တာမဟုတ်တဲ့အတွက်ပေါလုံကြီးမင်းအပြစ်တော့ပေးမှာမဟုတ်ကြောင်းရှင်းပြပါရီဒါမှလည်းပေါလုံကြီးမင်းကိုဖုံးကွယ်မထားသင့်ဘူးလို့စာကုန်းဆုံးအောင်ပြောလိုက်ပါရီကျန်ကြောင်းအစဖုံးကွယ်ထားဖြစ်လို့သူတို့အားလုံးအတူတူပြောလိုက်တဲ့နယ်လို့အကြံပေးနေပါရီဒါမှစာကုန်းဆုံးအောင်မြေခွေးမိစ္ဆာကြစ်ဝါကိုမင်းကြီးရောင်ဆောင်ခိုင်းတာဟာ သူ့ဆရာထွက်လာတဲ့အကြံဉာဏ်ဖြစ်ပြီးတော့တမင်ကဖုံးကွယ်ခိုင်းတာလေသူပါပဲလို့ပြောလိုက်ပါလေပြီးတော့ဆရာကွန်ဆိုလ်နဲ့လာခေါ်ခံလိုက်တော့ကြံကြောင်းနဲ့အာယူလည်းစိတ်ပူသွားပါတော့လေဆရာကွန်ဆိုလ်ကကိစ္စမဖြစ်ခင်လည်းပေါင်လူကြီးမင်းကိုရှင်းပြအပ်ခဲ့မယ်ဆိုတာသိပြီးသားဖြစ်လို့အခုချိန်မှာရှောင်းပုံးနေလဲအသုံးမဝင်ဘူးလို့ပြောလိုက်ပါလေအာယူကတော့ကြံကြောင်းအတူတူသွားလို့ပြောနေမယ်ကြံကြောင်းကတော့ခေါင်းခါလိုက်ပါလေကြံကြောင်းကသူတစ်ချိန်လုံးမမြင်မြင်ခဲ့တဲ့ကိစ္စကြီးကနောက်ဆုံးမှတော့ဖြစ်လာခဲ့ပြီလို့ပြောလိုက်ပါလေအဲ့တော့ကြံကြောင်းကဆရာကွန်ဆိုလ်ဒီခောက်သွားတာနောက်ဆက်တွဲအကောင့်ဘက်မှာရှိမှာမဟုတ်ပဲအစိုးဘက်ကိုသွားလိုက်မယ်လို့ပြောလိုက်ပါလေ ဲ့ဒါမှလည်းဆရာကွန်ဆယ်နဲ့ပေါလုံကြီးမင်းနဲ့တွေ့ပြီးတော့အကျိုးကြောင့်အသေးစားရှင်းပြလိုက်ပါတယ်။ဆရာကွန်ဆယ်တော်ကဒါရွေးချယ်စရာမရှိတဲ့အချိန်မှာတင်းတော်တဲ့အကြံစီဖြစ်နေလို့ပါလို့ရှင်းပြလိုက်တာပါ။ပေါလုံကြီးမင်းကတော့ဒေါသထွက်ပြီးတော့ဆရာကွန်ဆယ်ကသူ့နောက်လိုက်လာတာနေ့တော်ကြာနေပြီမဲ့ဘာလို့သူချင်းဆရာကိုနားမလဲရလဲလို့မေးလိုက်ပါတယ်။ပြီးတော့မင်းကြီးကတိုင်းမီရဲ့အရှင်သခင်ဖြစ်တာကြောင့်ဘလို့လို့အလွယ်တကူဟန်ဆောင်ခံရတာလဲလို့ဆရာကွန်ဆယ်ကပြောလိုက်တော့တာပါ။ဆရာကွန်ဆွေလူစားထိုးတဲ့အကျန်စီကအချိန်တကနာထီတော့ပြဿနာကိုဖြေရှင်းနိုင်နေဆိုပေမဲ့တကနာတွင်းမှာတော့နန်းတော်အာနာကိုစားပြီးတဲ့မင်းကြီး ။ထီနန်းအာနာလုံးလုံးလားလားယိုယွင်းပျက်စီးသွားစေလိမ့်မယ်လို့ပြောပြလိုက်ပါတယ်။တကယ်လို့ဒီကိစ္စသာအပြင်ကိုပေါက်ကြားသွားရင်တော့တလောကလုံးနှောင်းကြီးစာဖြစ်သွားပြီးတော့တိုင်းပြည်အုံမြစ်ကိုပါထီပါလာစေလိမ့်မယ်လို့ဆရာကုန်းစုံပြောလိုက်တာပါ။ပေါင်ကြီးမလဲဆရာကုန်းစုံအသိမညာထက်မြက်တယ်ဆိုရင်တော့ဘာလို့ကိုကိုဂုံမောက်ပြီးတော့ဒီလိုမျိုးကြီးလှုပ်ရနိုင်ရတာလဲလို့မေးလိုက်ပါတော့တယ်။ဆရာကုန်းစုံလည်းပေါင်ကြီးမင်းသဘောမတူတာကိုသိတာကြောင့်ပဲအခုလိုဖုံးကွယ်ထားခဲ့ရတာလို့ရှင်းပြပါတယ်။ဆရာကုန်းစုံကတော့မင်းကြီးကပြန်လို့မလာသေးပဲသတိမိန်မျောနေအောင်ခြိတန်းအခွင့်ကောင်းစားပြီးတော့တိုက်ခိုက်နေရတော့ တကယ်လို့အဲ့လိုသာလူစားထိုးမရှာနိုင်ခဲ့ရင်အန်ဒီကိုဘယ်လိုလုပ်ဖြေရှင်းနိုင်ပါမလဲလို့ပြောလိုက်ပါတယ်။ဇာကွန်ဆွန်လည်းပေါင်လုံးကြည့်မင်းလို့ပဲဒီအစီအစဉ်ကမသိတော့တာကိုသိပေမယ့်ဒါကတကူဒီသောထွက်ပေါက်တကူဒီသောနီးလန်းဖြစ်နေရပါလို့ရှင်းပြလိုက်ပါတယ်။ပေါင်လုံးကြည့်မင်းကတော့ဒီကိစ္စကြောင့်စစ်ပွဲဖြစ်ခဲ့တဲ့နန်းတော်မှာစစ်တိုက်ဖို့အင်အားလည်းရှိနေလျက်နဲ့ဘယ်လိုကြောင့်မင်းကြီးရဲ့ဂုံတိတ်ခါခဏတာအစီအပြေဖို့စရိခံလို့ဖြစ်ပါမလဲလို့ပြောလိုက်ပါတယ်။ပေါင်လုံးကြည့်မင်းသဘောမတူစွာလဲအဲ့ဒီဂျန်စီကြောင့်ဩသာလွှမ်းနေသူဖြစ်ဖို့ခက်ခဲုံနေမကနန်းတော်ရဲ့ဂုံကြက်တွေကိုပါထိပါလာပြီးတားဆုံတိုင်းမီကိုထိခိုက်သွားစေလိမ့်မယ်လို့ပြောလိုက်တာပါ။ ဆရာကွန်ဆွာရသူဟာပေါလုံကြီးမင်းရဲ့ပညာရှိတယောက်နေနဲ့နန်းတွင်အတွက်အကြံပေးတာကြောင့်အရှင်ကျော်လွန်သွားမျိုးမှုတ်ကြောင်းရှင်းပြလိုက်ပါလေပေါလုံကြီးမင်းကတော့ညင်းနေနေပဲပုံမှန်ချိန်ဒီမှာဆိုရင်ဆရာကွန်ဆွာသူ့ကိုကူညီပြီးတော့အမှုဖြေရှင်းပေးရင်မြဲလို့လို့သူလက်မခံနိုင်နဲ့နီးလန်းတွေတုံးပြီးတော့ရီမန်းကျန်းပေါအောင်လုပ်တာကြောင့်ပေါလုံကြီးမင်းဘက်ကတော့မလွဲတာမရှောင်တာဖြစ်နေမှာဆိုလို့လေးလူရှုခဲ့တယ်လို့ပြောလိုက်ပါလေဒါမဲ့ကုတော့ဆရာကွန်ဆွာနန်းတော်အပြစ်ကြီးကိုကျူးလွန်ခဲ့တဲ့အတွက်ပေါလုံကြီးမင်းနေနဲ့ဒါကိုဘယ်လိုလုပ်ပစ်ပယ်ထားလို့ဖြစ်ပါမလဲလို့ပြောလိုက်ပါတော့တယ် ီတော့လက်လွန်သွားတဲ့ချိန်မှာဆရာကုန်းဆုံးဘာအကြောင်းကြောင့်ပဲဖြစ်နေပါစေသူ့ကိုဖုံးကွယ်ထားတဲ့ပေါလုံကြီးမင်းကပြောလိုက်ပါလေပေါလုံကြီးမင်းအတွက်တော့ဆရာကုန်းဆုံးကဆရာလေးဟုတ်လို့မိတ်ဆွေလည်းဖြစ်ပြီးအယုံကြည်အောင်လူပုဂ္ဂိုလ်တယောက်လည်းဖြစ်တာကြောင့်နောက်မှသူ့အနေနဲ့ဆရာကုန်းဆုံးကိုယုံကြည်မှုပြည့်ဝထားနိုင်ဖို့ဘယ်လိုလုပ်ဖြစ်နိုင်တော့မှာလဲလို့ပြောလိုက်ပါတော့တယ်ဒါကြောင့်ပေါလုံကြီးမင်းလည်းဒီလိုအပြန်အလှန်တန်တရားစိတ်တွေနဲ့မယုံကြည်ရတာတဲ့စာရင်ထွက်သွားဖို့ကိုပြောလိုက်တော့တာပါဆရာကုန်းဆုံးလည်းအံ့ဩသွားပြီးတော့ပေါလုံကြီးမင်းရဲ့ပြောတွေကိုအလင်းမြန်အောင်မတုံ့ပြန်ရဲတော့ပါဘူး ဘောင်လုံးကြီးမင်းကတော့သူနဲ့ဆရာကုန်းစုံလို့ရေဆက်ကုံသွားဖြစ်တာကြောင့်ဘာလို့ဆက်နေအောင်ပါလဲလို့ထပ်ပြောလိုက်ပါလိမ့်ဆရာကုန်းစုံလည်းဘောင်လုံးကြီးမင်းကိုဖုံးကွယ်ထားတာကောင်းလည်းရလက်ရှိမှမဟုတ်တာကိုသိပေမဲ့ဒီလိုရလက်ကိုတော့မထင်ထားခဲ့ဘူးဆိုတဲ့အကြောင်းကိုပြန်ပြောလိုက်ပါလိမ့်အဲနောက်မှာဆရာကုန်းစုံကသူဟာညံပညာထူးချွန်တယ်လို့ဖြစ်ပြီးအရေးချင်းပြသခွင့်မရခဲ့တာကြောင့်ဘောင်လုံးကြီးမင်းနောက်လိုက်ပြီးတော့နောက်ပိုင်းမှာတင်ခဲ့တဲ့ပညာတွေကိုထုတ်ပြခွင့်ရခဲ့တာပါလို့ပြောလိုက်ပါလိမ့်ဒါပဲဆရာကုန်းစုံတော်ကိုယ့်ရဲ့ထက်မြတ်မှုကကိုကိုပြန်ပြီးတော့ဒုက္ခပေးမယ်လို့မသိခဲ့တောင်ဝမ်းနေစွာနဲ့ပဲပြောလိုက်တာပါ ဒါတော့ဆရာကွန်ဆလင်နောက်ဆုံးမှာတော့သူကိုယ်တိုင်ဆွဲထားတဲ့ view ဟာအစီအစဉ်ပြတ်သွားတာပဲလို့ပြောနေနေဒူးထောက်ချလိုက်ပါတော့လေအဲနောက်ဆရာကွန်ဆောကဘောင်လုံးကြီးမင်းနဲ့နေတော်ကြာသနာကျင်နာရီပေးတာတွေကိုကျေးဇူးတင်နေပြီဘောင်လုံးကြီးမင်းကိုကာရဝပြုခဲ့ပါတယ်မိတ်ဆွေနဲ့ကောင်းသောခွဲခွာခြင်းမဟုတ်တာကြောင့်ဘောင်လုံးကြီးမင်းရောဆရာကွန်ဆွေမျက်အိုးမှာပါမျက်ရည်တွေစိုးနေလို့နေပါတော့လေအဲနောက်မှာဆရာကွန်ဆောကအုပ်ချုပ်ရေးရန်ညားကြီးကရက်ဆက်ပြီးတော့လေပြားမှုတွေနဲ့ပြေးနှက်နေတာကြောင့်ဘောင်လုံးကြီးမင်းရဲ့ဖြောင့်မတ်မှန်ကန်မှုနဲ့လူတွေကိုကာကွယ်ပေးနိုင်မိမယ် ကိုယ်တိုင်လည်းများများကာကွယ်ဖို့ကိုမှာစကားပါသွားခဲ့ပါတယ်။အဲဒါကြောင့်ဆရာကွန်ဆိုလင်းပေါင်လုံးကြီးမင်းကိုကိုကိုကယူဆိုင်ဖို့မှာခဲ့ပြီးတော့နှုတ်ဆက်သွားခဲ့ပါတော့တယ်။ဒိုနေဆရာကွန်ဆုံးပစ္စည်းသိမ်းနေရာတွေကိုမြင်ပြီးတော့ခိုင်ဖုံဖွယ်သားတွေအားလုံးနဲ့ဝမ်းနဲ့နေခဲ့ကြပါတယ်။ဆရာကွန်ဆိုလင်းဝမ်းချမ်းမှန်းကြားလုံးကြောက်စီသွားပြီးတော့သူတို့တွေစားဆောင်ခဲ့ကြတော့ကသူကအဝတ်ထုတ်လေးကိုကိုယ်နဲ့မကွာဆောင်ထားခဲ့တဲ့အကြောင်းပြန်ပြီးတော့ပြောပြနေခဲ့ပါတယ်။အခုဆရာကွန်ဆုံးထွက်သွားတော့မယ်ဆိုတော့လေဒီဝတ်ထုတ်လေးကိုတည်သွားရပြန်တာဟာတကယ်အမှတ်ရတွေပါပဲလို့ပြောနေပါတယ်။ ပြီးတော့ဆရာကုံးစွာသူတို့ကိုပေါင်လူကြီးမင်းပေါ်ဘာကိစ္စပဲရှိရှိထားမသွားပဲနဲ့တစ္ဆာရှိစွာကာကွယ်ဖို့အတွက်ဂရီတောင်းလိုက်ပါလေအာယူကတော့ငိုယုံနေပြီးတော့တခါမှမတည့်ဘူးတဲ့ဆရာကုံးစွာထွက်သွားမယ့်အချိန်မှာဆွဲထားနေပါလေအာယူကတော့သူနဲ့ကြံကြောင်းကိုယ်တိုင်ပေါင်လူကြီးမင်းစီမှာအတနာသွားခိုင်းမရဘူးလားလို့ဆရာကုံးစွာမေးပါလေဆရာကုံးစွာကဒီလိုသွားတာပေါင်လူကြီးမင်းကိုပို့ပြီးတော့အခက်တွေ့စေလိမ့်မယ်လို့ပြောလိုက်တာကြောင့်ကြံကြောင်းလည်းသူ့ကိုအဆက်အသွယ်မဖြတ်ဖို့နဲ့ပေါင်လူကြီးမင်းစိတ်ဆိုးပြေသွားရင်ပြန်ပြီးတော့ဆက်သွယ်မယ်အကြောင်းကိုပြောလိုက်ပါလေဆရာကုံးစွာကကြံကြောင်းသူ့ကိုနှစ်သိမ့်တာသိလို့သူ့အနေနဲ့မျှော်လင့်ချက်မဲ့ပြီး ဘာလို့ရမလဲဆိုတော့မေးများမသိကြတာမျိုးမဟုတ်ကြောင်းရှင်းပြလိုက်ပါတယ်။ဆရာကွန်ဆိုလန်အာယူရဲ့ငိုတန်းနဲ့အားလုံးနှုတ်ဆက်နေအောင်မခံစားနိုင်ပဲမျက်ရည်တွေဝဲလာအောင်နေရာကနေမြန်ထွက်သွားလိုက်ပါတော့တယ်။အာယူကတော့လက်မခံနိုင်ပဲနဲ့ရှာကြီးတွေငိုကြွေးနေပြီးပေါင်လူကြီးမင်းကိုပြောပြဖို့တော့ထွက်သွားပါတော့တယ်။ဆရာကွန်ဆိုလန်သူ့ရဲ့အိမ်ဖြစ်ခဲ့တဲ့ရုံတော်ယူငေးကြည့်ပြီးတော့ဝမ်းနဲ့မျက်ရည်တွေကျနေခဲ့ပါတယ်။အာယူကတော့သူတို့လည်းအမှားမရှိတာကြောင့်ပေါင်လူကြီးမင်းစီသွားပြီးတော့သူတို့ဘာနှင်ထုတ်ခိုင်းနေကြတာပါ။အာယူလည်းပေါင်လူကြီးမင်းကစာရီသာဖတ်ပြီးတော့နီလန်းကြကြမစင်းစားတတ်တဲ့တကူကောင်းဆန်တဲ့လူကြီးပဲလို့ပြောလိုက်ပါတော့တယ်။ အယူကတော့ဆရာကုန်းစွာနန်းတော်အတွက်ကူညီပေးနေချိန်မှာပေါင်လူကြီးများတော့နန်းတွင်စီမင်းစည်းကမ်းတွေပဲဂယူဆိုင်နေတာကဒါဘလို့လို့စီတော်မှာလဲလို့ပြောလိုက်တာပါဒါပေမဲ့ပေါင်လူကြီးများကတော့အယူကငယ်သေးတာကြောင့်တချို့ကိစ္စတွေနားမလည်နိုင်ဘူးလို့ပြောလိုက်ပါတယ်အဲနောက်ဂျန်ကျောင်းမှာလိုက်လာပြီးတော့ဆရာကုန်းစွာတော့သူ့ဘောပေါင်လူကြီးမင်းဆုံးဖြတ်တာတရားမျှတာတဲ့ထင်းတို့ထွက်သွားတာကြောင့်အယူကပေါင်လူကြီးမင်းကိုမေးခွန်းလာထုတ်နေလို့မရဘူးလို့ပြောလိုက်ပါတယ်ဂျန်ကျောင်းလည်းဆရာကုန်းစွာထွက်သွားတဲ့ပုံမှာပေါင်လူကြီးမင်းကတော့လူတိုင်းထက်ပို့ပြီးတော့နာကျင်ခံစားနေရမယ်ဆိုတာကိုအယူသိရင် ပေါင်လီမင်းကိုရိုင်းဆိုင်တဲ့စကားတွေပြောနေမှာမဟုတ်ဘူးလို့ပြောပြလိုက်ပါတယ်။အာယူကတော့စိတ်ဆင်းရဲကြီးစွာနဲ့ပဲငိုကြွေးပြီးတော့ရုံးတကားနဲ့ပြေးထွက်သွားတာကြောင့်ပေါင်လီမင်းလည်းဝမ်ချောင်မန်းကိုအာယူနောက်ကိုလိုက်သွားခိုင်းလိုက်ပါတယ်။ပေါင်လီမင်းလည်းဂျန်ချောင်းသူ့ကိုအပြစ်မတင်လာလားလို့မေးလိုက်တော့ဂျန်ချောင်းလည်းမတက်တာလို့လောရတဲ့အကြောင်းကိုနားလေတောင်ပြန်ပြောလိုက်ပါတယ်။အဲနောက်အာယူငိုယုံနေတာကြောင့်ဝမ်ချောင်မန်းဂျန်လုံးကြောက်တို့ကအာယူကိုဝိုင်းပြီးတော့နှစ်သိမ့်ပေးနေရပါတယ်။ကြောက်ကတော့ဆရာကောင်းစိုးမျိုးရွာနဲ့ထွက်သွားထိလိုက်ကြည့်ပေးခဲ့တဲ့အကြောင်းအာယူကိုပြောပြလိုက်ပါတယ်။အဲနောက်မှာတော့အာယူကဦတော်ရှေ့စီသွားပြီးတော့ ပေါင်လုံးကြီးမင်းစီအကုန်းဆုံးကိုနေထုတ်လိုက်တဲ့အကြောင်းကိုသွားပြောပြပါရီဒါကြောင့်ဦးတော်ချက်ချင်းစိုးစိုးလို့ပေါင်လုံးကြီးမင်းစီသွားတွေ့ပြီးပေါင်လုံးကြီးမင်းအမိန်ကိုရုတ်သိမ်းစေပါရီဦးတော်ရှိကစီအကုန်းဆုံးနေလို့လောက်ဖို့သူအပဲဖိအားပေးခဲ့တာကြောင့်ဖုံးကွယ်ခိုင်းတာလေသူ့ရဲ့သဘောထားပဲလို့ဝန်ခံပြောပြလိုက်ပါရီအဲနောက်ဦးတော်ကိစ္စအကြောင်းအရာအစားဆုံးရှင်းပြလိုက်တဲ့အတွက်ပေါင်လုံးကြီးမင်းလည်းဦးတော်ရဲ့စကားတစ်ခုံးကသူ့အတွက်ဆရာကောင်းနဲ့မိတ်ဆွေကောင်းကိုဆုံးရှုံးလိုက်ရတာကြောင့်စိတ်မကောင်းဖြစ်နေခဲ့ပါတော့တယ်ပေါင်လုံးကြီးမင်းကတော့ဆရာကောင်းဆုံးကိုထွက်သွားခိုင်းမိခဲ့တာကလည်းသူ့တဘွားအလုံးကိုနောင်နာရစေမိတယ်လို့ပြောလိုက်တော့တာပါ ဒါဆိုရင်တော့ဘာမှအပြစ်မလုပ်ထားခဲ့တဲ့ဆရာကုန်းဆုံးပေါ်ပေါင်ကြီးမင်းစကားတွေကျူးထားခဲ့တာကြောင့်ခိုင်ဖုံးရောပြန်လာဖို့အတွက်ဘယ်လိုမျိုးပြန်ခေါ်မှာလဲဆိုတာကိုတော့နောက်ပိုင်းမှာဆက်ပြီးတော့ကြည့်ရှုခံစားရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒီနေ့ရက်ဒီဆက်မလို့တော့တော့ပါပဲနောက်နေ့မှလည်းပြည်သူတရားရှင်ပေါင်ချင်းဇလန်းတွဲအပိုင်းဆက်တွေရှိနေမှာဖြစ်ပါတယ် ဒါတော့ channel subscribe လို့ဘေးနားအကောင်းဆုံးနှိပ်ပြီးတော့စောင့်ကြည့်နိုင်တဲ့အကြောင်းပြောရင်းနဲ့ဒီနေ့မှအစားဆုံး live ပါကြည့်ရှုအားပေးခဲ့တဲ့ဗောဓာတို့အားလုံးတယောက်ချင်းစီတိုင်းကျေးဇူးတွေပဲတင်ရှိပါရခင်ဗျာမကောင်းတာလုပ်တဲ့ကောင်းလေးမှန်သမျှမိုးနှံမင်းဒဏ်ခတ်ပါစီဗျာကျွန်တော်အန်ခင်မူပါ